ဒုက္ခအာလုံးမှာအဆိုးဆုံးကစိတ်ဒုက္ခပဲဒုက္ခအာလုံးမှာအဆိုးဆုံးကစိတ်ဒုက္ခပဲစိတ်ဒုက္ခဟာအပူလောင်ဆုံးနဲ့ပင်ပန်းဆုံးပဲစိတ်ဒုက္ခကြောင့်ဖြစ်ပေါ်လာတဲ့ခံစားမှုဟာရုပ်တရားကိုပို့ပြီးတော့ဒုက္ခတိုးစေပို့ပြီးခံစားမှုကိုပြင်းစေတတ်တယ်။ယုတ်ကမဆောင်လို့လူကမထောင်နိုင်ပေမဲ့စိတ်ကဆောင်နေရင်ဒုက္ခကိုရှောင်ကျဉ်နိုင်ကြမှာပါပဲ။ စိတ်ကမဆောင်နိုင်ခဲ့ရင်တော့ဘလောက်ထောင်နေတဲ့ရုပ်ပင် ဖြစ်ပါစေအယုတ်ကျိုးပြက်ဒုက္ခတွေထပ်နေစေတော့တာပဲမဟုတ်လားစိတ်ကိုဒုက္ခဖြစ်စေတာကလည်းတခြားသူတွေကြောင့်မဟုတ်ဘူးကိုယ်စိတ်ကကိုယ်ကိုပြန်ပြီးဒုက္ခပေးတာကိုယ်စိတ်ကိုဒုက္ခပေးတာကလည်းပဲတခြားသူတွေကပေးတာမဟုတ်ဘူးကိလေသာ တရားတွေကပေးတာလောဘဒေါသမောဟမာနစတဲ့ကိလေသာတရားတွေကစိတ်ကိုဒုက္ခဖြစ်စေတာ လောဘကြောင့်စိတ်ပင်ပန်းတယ်ဒေါသကြောင့်စိတ်ပူလောင်တယ်မောဟကြောင့်စိတ်ထိုင်းမိုင်းတယ်မာနကြောင့်စိတ်ခက်ထန်တယ်သတ္တပင်ဒီကိလေသာတွေဟာကိုယ်စိတ်ကိုဒုက္ခဖြစ်စေတာပါပဲဒီတရားတွေကပဲကိုယ်စိတ်ကိုညှဉ်းနှွမ်းစေတာပဲစိတ်ညစ်တော့မရှင်လန်းမရှင်လန်းတော့ပင်ပန်းပင်ပန်းတော့ဆင်းရဲဆင်းရဲတော့ဒုက္ခပဲပေါ့ ဒီတော့ဒုက္ခဖြစ်တာလောဘဒေါသမောဟစတဲ့ကိလေသာတရားတွေကိုလက်ခံမိတဲ့ကိုယ်စိတ်ကြောင့်ပဲဖြစ်တဲ့အတွက်ကြောင့်ဒုက္ခနေခြင်းစိတ်ကိုပြင်ရမယ်။စိတ်ပြင်ဖို့ဆိုရင်စိတ်ကိုဒုက္ခဖြစ်စေတဲ့ကိလေသာတွေမဝင်အောင်နေထိုင်ကြဖို့ပါပဲ။ကိလေသာတွေရှားမဝင်ဖို့ဆိုရင်တတိရှိနေမှာပဲဖြစ်မှာပေါ့။တတိရှိနေတဲ့စိတ်ဟာကိလေသာတွေကင်းနေတဲ့စိတ်ပါပဲ။ကိလေသာကင်းနေတဲ့အခိုက်ဟာအပူကင်းနေတဲ့အချိန်ပဲဖြစ်ပြီး အပူမရှိတဲ့စိတ်ဟာအေးချမ်းတဲ့စိတ်ပဲပေါ့အပူကင်းကျင်ရင်အယူမပြင်းနဲ့ယူလို့ပူတာမယူရင်မပူဘူးဟိုဒီစာသားလေးကဘုန်းကြီးကလည်းရင်းရင်းနဲ့ဒီကုတ်ကိုဆုံးမခြင်းအပိုင်းလေးကနည်းနည်းရှည်သွားတယ်ရှည်သွားတယ်ဆိုတာသူကလည်းသိစေချင်တာတွေများတာဒုက္ခအလုံးမှာအဆိုးဆုံးကစိတ်ဒုက္ခပဲစိတ်ဒုက္ခအပူလောင်ဆုံးနဲ့အပင်မဆုံးပဲလေ စာပေမှာတော့ပြိသက်ရဲ့ကာယကဒုက္ခစေတသိကဒုက္ခဆိုပြီးတော့ရှိတယ်ကာယကဒုက္ခဆိုတာစိတ်စိတ်ဆင်းရဲမှုကာယကဒုက္ခဆိုတာရုပ်ဆင်းရဲမှုစေတသိကဒုက္ခဆိုစိတ်ဆင်းရဲမှုရုပ်တရား၏ဆင်းရဲတဲ့သဘောကတော့လူတိုင်းလူတိုင်းဟိုသိမြင်ခံစားနိုင်တဲ့သဘောရှိတယ်ရုပ်တရားရလာတော့ကဒုက္ခအဆူကြီးပဲရုပ်ဆင်းရဲတဲ့သဘောကသိနိုင်တယ်စေတသိကဒုက္ခဆိုစိတ်ဆင်းရဲတဲ့သဘောကြတော့တစ်ခါတခါ ူတွေမှာကိုယ်ဟိုခန္ဓာကိုယ်ကြီးပင်မလို့စိတ်ဆင်းရဲတယ်စိတ်ဆင်းရဲနေတဲ့အကြောင်းအရာကိုဘာကြောင့်စိတ်ဆင်းရဲနေဆိုတာမသိဘဲနဲ့အဲဒီစိတ်ဆင်းရဲအပေါ်မှာလိုက်ပြီးတော့ခံစားနေရတဲ့သူတွေမှာလည်းပဲစိတ်ဒုက္ခကြောင့်ပေါ်ပြီးပင်မတာတွေအများကြီးရှိရုပ်တရားကြောင့်ဆင်းရဲတဲ့ရုပ်ဒုက္ခကာယကဒုက္ခကတော့ပြည့်တဲ့မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးလည်းပဲကာယရထားတော့ရုပ်တရားရထားတော့ဒုက္ခရနေတာ ။ဘုရားရှင်ကိုရောမြတ်ကြီးတော်မှာဩတခါတခါခေါင်းတွေတွေကြိုက်တော်မူတယ်။ခါတော်တွေနာတော်မူတယ်။အေးဒူးကောင်းတွေသွေးတွေအကုန်လုံးဩရုပ်တရားရလာလို့ဒုက္ခရလာတဲ့အပေါ်မှာမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးလည်းပဲမလွတ်။တချို့ကဒါလူငယ်တွေကပေါတက်ကသူကကတ္တိကဖက်ပြောတတ်တယ်ရရှိတယ်။ချို့စာပြရလဲဖះကိုအကျဉ်းညွန်လွန်ပြီးတော့ချို့ပြောတာလေးရှိတယ်ဒါကတော့ဘုဒ္ဓတာပေါ့ ။အိုးမြတ်စွာဘုရားကအကုန်အလုံးစုံပြည့်စုံတဲ့အတွက်ကြောင့်နဲ့မြတ်စွာဘုရားရှင်ရဲ့ခန္ဓာကိုယ်ကမြို့သစ္စကအိုးကုရီသွားတဲ့မစင်ရအစမနှံမှုတဲ့မှုွေးနေလို့တာပဲတဲ့ဒီလိုပြောတာ။ဒါကယုံကြည်မှုနဲ့ပြောတာ။အမှန်ကတော့ဘုရားရှင်လည်းပဲခန္ဓာကိုယ်ရလာတာဖြစ်တဲ့အတွက်ကြောင့်ခန္ဓာကိုယ်မှာရှိသမျှထွက်သမျှဟာကတော့ဘုရားခန္ဓာကိုယ်ထွက်တဲ့အရာလည်းပဲဒါကတော့နာမပဲမှုွေးတယ်ဆိုရှိမှမရှိတာ။ဟိုးဘယ်နေရာပဲကြည်ကြည်ရုပ်တရားမှာ ဘုန်းကြီးတို့ခဏခဏပြောတယ်ခန္ဓာကိုယ်မှာအပေါက်တွေအများကြီးရှိတယ်အဲ့ဒီရှိတဲ့အပေါက်တွေမှာဘယ်အပေါက်ကပဲရှိရှိဘယ်အပေါက်ကပဲထွက် ထွက်ထွက်သက်မြအရင်ကောင်းတာတစ်ခုမှမရှိဘူးခန္ဓာကိုယ်မှာမျက်စိကထွက်တဲ့အရင်လည်းမကောင်းနားထွက်တဲ့အရင်လည်းမကောင်းဆိုတော့ခန္ဓာကိုယ်မှာရှိသမျှအပေါက်တွေကထွက်သက်မြအရင်မှန်တယ်မှာတစ်ခုမှကောင်းတာမရှိတဲ့အတွက်ကြောင့် ဒီခန္ဓာကိုယ်မှာရထားတဲ့ပုံကိုယ်ရရဲ့ဒုက္ခမှာဘုရားရှင်ကိုရမြတ်ကြီးလည်းဒီဒုက္ခရထားတဲ့အတွက်ကြောင့်ကာယကဒုက္ခတော့ရှိတယ်။ဒါပေမဲ့ဘုရားရဟန္တာတွေမှာဘာမရှိတော့ဘူးလဲဆိုစေတသိက်ကဒုက္ခစိတ်ကြောင့်ဖြစ်တဲ့ဒုက္ခတော့မရှိတော့စိတ်ဒုက္ခမရှိတော့သူစိတ်ဒုက္ခဆိုတာကဟိုဟိုလူကြောင့်ဒီလူကြောင့်ဖြစ်တာမဟုတ်တကယ်တမ်းစိတ်ဒုက္ခဖြစ်တယ်ဆိုတာကကိလေသာတွေကြောင့်ဖြစ်တာ လောဘကိလေသာတွေဒေါသကိလေသာတွေမောဟကိလေသာမာနကိလေသာအဲ့ဒီအပုကိလေသာတွေကကိုယ့်ရဲ့စိတ်ကလက်ခံသွားလို့ရှိရင်လောဘကြောင့်ဖြစ်ရတဲ့ဒုက္ခရဲ့ဒေါသကြောင့်ဖြစ်ရတဲ့ဒုက္ခရဲ့မောဟမာနကြောင့်ဖြစ်ရတဲ့ဒုက္ခရဲ့ကိလေသာတွေကြောင့်ပူတာပဲဆိုတော့ဒါကြောင့်ဒုက္ခရတဲ့အပိုင်းမှာရုပ်ဒုက္ခတဲ့စိတ်ဒုက္ခပူကြည့်တယ်ဆိုတာစိတ်ဒုက္ခမမြင်နိုင်ဘူး တခါကကိုဖြစ်နေတဲ့ဒုက္ခကိုပဝင်းညာလည်းမသိဘူးကိုတယောက်တည်းဖြစ်နေတာဆိုတာလည်းပဲတခြားသူကြောင့်ဖြစ်နေတာမဟုတ်ဘဲနဲ့ကိုယ်စိတ်ထဲမှာခြားဝင်ပြီးတော့နေနေတဲ့ကိလေသာတွေကြောင့်ဒီဒုက္ခဖြစ်နေတာဆိုတော့ဒီဒုက္ခတွေကိုဟိုတသက်ရှင်ရတော့ရုပ်ဒုက္ခကအပြင်ရုပ်ပိုင်းဆိုင်ဒုက္ခတွေကခုခေတ်ပေါ်ဆေးတွေနဲ့ကာယိကဒုက္ခကိုတသက်အောင်လုပ်လို့ရတယ်ဆရာဝန်တွေကဥဒ္ဒပေးတယ်ဒီနေ့ခေတ်ပေါ်ဆရာဝန်တွေတော်တဲ့ဆရာဝန်တွေကဘာကိုဥဒ္ဒပေးနိုင်လဲ physical suffering ရုပ်ပိုင်းဆိုင်ရာဒုက္ခကိုဒီနေ့ခေတ်ပေါ်စေပညာဆရာဝန်တွေအကောင်းဆုံးကုသ treatment ပေးလို့ရဒါပေမဲ့စေတသိကဒုက္ခဆိုတဲ့စိတ်ဒုက္ခကိုတော့ဒီနေ့ခေတ်ဆရာဝန်တွေလည်းမကုနိုင်စေတသိကဒုက္ခကိုကုပေးနိုင်တာကတော့ဘုရင်တို့မြတ်စွာဘုရားရှင်ရဲ့တရားတော်နဲ့ပဲကုပေးနိုင်တာတရားတော်နဲ့ပဲစိတ်ဒုက္ခကိုကုစားပေးလို့ရလူတွေမှာပြဿနာတက်စာလူတွေမှာဒုက္ခဖြစ်เสียကအဲ့ဒီကိုလုတ်တဲ့ကာယကံဝစီကံမနောကံ ဒီကံ၃ပါးကြောင့်ပဲတတ္တဝါတွေကဒုက္ခရောက်တာကံ၃ပါးကြောင့်ပဲကတ္တဝါတွေအကောင်းအကျိုးကိုဖန်တီးပေးတာဆိုတော့ကာယကံနဲ့ဝစီကံကိုယ်မူယာနဲ့နှုတ်အမူယာကိုလက်စွာဘုရားရှင်ဓမ္မတော်တွေရဲ့တရားတော်တွေရဲ့ကသီလသီလတိခါဖို့တွေနဲ့ကာယကံဝစီကံကိုထိမ့်ပေးလို့ရအမနောခံကြတော့သီလနဲ့မရဘူးမနောခံကြတော့သမထဘာဝနာဝိပဿနာဘာဝနာနဲ့ပဲသွား meditation နဲ့ပဲသွား စိတ်ကိုထိန်းချုပ်ဖို့ဆိုရင်အဲ့ဒီတမထချင်းစဉ်တစ်ခုကိုဝိပဿနာချင်းစဉ်တစ်ခုကိုမရှိလို့ရှင်စိတ်ကိုမထိန်းချုပ်နိုင်ကြောင့်ကိုယ်စိတ်လေးကိုတည်ငြိမ်ပြီးရင်းချမ်းပြီးတော့အေးချမ်းနေ concentration meditation တမထချင်းစဉ်ဒါမှမဟုတ်ဝိပဿနာချင်းစဉ်တစ်ခုကိုလုပ်ဖို့လုပ်ရတမထချင်းစဉ်ကြတော့အာယုံတစ်ခုတည်းကိုဆူဆိုက်ပြီးတော့မှတ်တတ်တဲ့ချင်းစဉ်မျိုးတမထချင်းစဉ်လို့ခေါ်တာဒါမှမဟုတ်ဘုန်းကြီးတို့တော်ကောင်းများအမြဲတမ်းထုံ ဝန်းနေတဲ့ပွားများနေတဲ့ဂုံတော်တွေဘုရားဂုံတရားဂုံသံဃာဂုံတော်တွေဘုရားနုဒ္ဓတိသီလနုဒ္ဓတိစသဖြင့်အနုဒ္ဓတိ10ပါးအဲ့ဒါသမထချင်းစင်သူကအာယုံတစ်ခုတည်းကိုထက်ခါထက်ခါဆူးဆိုက်ပြီးတော့ပွားများတဲ့သဘော เอกกตสิทธิ์ตัวตะคูได้อายุปิปွားနေတာสรอรหันต์กุณโณโหไปปွားเลยส่วนอรหันต์อรหันต์อรหันต์ถ้านี้ไปแท็กกะแท็กกะปွားมาไปနေในคันสิกะลีก็คอนเซนเทรตตมาดีนี่ตีลายดิอรหันต์กุณโณเริ่มมาอายุก็ยောက်ตัวสิกะลีก็ញิ่งပြီးတော့ตีลาတော့สิกะลีញิ่งပြီးตีลาလို့ရှင်ကိုယ်စိတ်ကအပြင်ကိုမလွင့်တော့အပြင်အောင်နေတော့ကိုယ်စိတ်ပါမသွားဘူးစင်စိတ်ကအလိုလို pure ဖြစ်သွားတာញิ่งပြီးတော့သွား ရောက်လို့စိတ်တည်မြန်သိပ်ပြီးကြောက်ချောက်ချာဖြစ်ပြီးကြောက်ကြက်ဖြစ်ပြီးဆိုရင်ကျန်တဲ့အရာတွေနဲ့လိုက်ကူစားမနေနဲ့ဘုရားရဲ့ဂုံနဲ့တာပွားများပြီးတော့ထက်ကထက်ကလေ့ကျင့်ပြီးတော့ဘုရားနှုတ်တိလေးတာပွားများကြည့်လိုက်စမ်းပါဓမ္မနှုတ်တိလေးတာပွားများကြည့်လိုက်စမ်းပါတန်ဃာနှုတ်တိလေးတာပွားများကြည့်လိုက်စမ်းပါစိတ်ကလေးကိုညင်သွားတော့မြတ်စွာဘုရားကညီတော်နန္ဒမင်းသားကိုဟောတဲ့ဂါထာလေးတစ်ပုဒ် ဓမ္မဗရမှာလာတော်တော်လေးကောင်းပါယထာအဃာရံဒုဆန္နံဟုတ်တိတမတိဝိစတိဧဝံအဘာဝိတံစိတ်တံရာဂောတမတိဝိစတိမကောင်းတဲ့ပြင်မိုးထားအပ်တဲ့အိမ်ကိုတဲ့အိမ်ဟာအမိုးမလုံးဘူးဆိုရင်တဲ့မိုးရေမိုးပေါက်တရားအလွယ်တကူဝင်ရောက်ထိုးပေါက်နိုင်တယ်လို့ပဲတဲ့ဧဝံတတထိုးအတူပဲအဘာဝိတံတမထဘာဝနာဝိပဿနာဘာဝနာ တတိတရားလက်ကင်ထားခြင်းမရှိတဲ့စိတ်တန်စိတ်ကိုရာဂောလောဘဒေါသမောဟမာနစတဲ့အကုသိုလ်ကိလေသာတရားတွေကလည်းတမဏိဝိသတိအလွယ်တကူဝင်ရောက်နှုတ်ဆက်နိုင်တယ်ဝင်ရောက်ထိုးပေါက်နိုင်တယ်။ပင်ရမလုံမှုဆိုရင်အမိုးမလုံမှုဆိုရင်နဲ့အကာမလုံမှုဆိုရင်အပြင်မိုးရေဆက်တို့လေတွေကဝင်ပြီးတော့နှိပ်ဆက်ပြီးတော့အိမ်ကိုဒုက္ခပေးတတ်တယ်လို့ပဲတဲ့ စိတ်မှာတမထခြင်းစဉ်ဝိပဿနာခြင်းစဉ်တတိတရားလက်ခံထားခြင်းမရှိတဲ့စိတ်ကိုလည်းပဲတဲ့ကိလေသာတွေကနှိမ့်ဆက်ထားတယ်။ဟောဘုန်းကြီးတို့တော်ကောင်းများစိတ်ကလေးကတခါတခါအဲ့ဒီတတိလေးတာ မကတ်လို့ကတော့လေအကြာကြောင့်လည်းပဲကိလေသာနှိမ့်ဆက်ထားပဲအမင်းကြောင့်လည်းကိလေသာနှိမ့်ဆက်ထားပဲအနတ်နဲ့ကြောင့်အိုးဘလို့အာယုံပဲလာလာအဲ့ဒီအာယုံနောက်ကိုစိတ်ကလိုက်သွားတော့အာယုံနောက်ကိုစိတ်ကပါသွားပြီဆိုရင်အဲ့ဒီအာယုံနောက်ကိုလိုက်ခံစားလို့ လူမှာဒုက္ခရောက်တာသူကအာယုံကိုလိုက်ပြီးတော့လက်ခံလိုက်တဲ့ကိုယ်စိတ်မှာ ဝင်သွားတာကကိလေသာပဲအာယုံကိုအာယုံအတိုင်းမသိတဲ့အခါကျအစွဲဝင်သွားအစွဲဝင်သွားတော့အဲ့ဒီအစွဲပေါ်မှာလိုက်ပြီးတော့ခံစားရင်းနဲ့ကောင်းတော့လေလောဘဖြစ်လိုက်မကောင်းတော့လေဒေါသဖြစ်လိုက်ဆိုတော့အာယုံနောက်ကိုစိတ်ကလိုက်ပါသွားတဲ့အတွေ့အကြုံခံစားရတဲ့ဖြစ်တာစိတ်ဒုက္ခတွေဖြစ်သွားစိတ်ဒုက္ခတွေဖြစ်ခြင်းရဲ့အကြောင်းအရလေခုနဘုရားရှင်ကိုရမေကြီးမိန့်တော်မူသလိုပဲစိတ်မှာတတိမကတ်လို့ သမထအာယုံတစ်ခုဝိပဿနာအာယုံတစ်ခုမပွားများတဲ့အတွက်ကြောင့်အဲ့ဒီစိတ်အစဉ်နောက်ကိုစိတ်ကပါသွားပြီးတော့ဖြစ်ပေါ်လာတဲ့ကိလေသာတွေမှာကိုယ်ကလိုက်ခံစားရင်းနဲ့ကိုယ်စိတ်မှာအနာရီရတော့တာ။ဒီဒီတရားလေးကမြတ်စွာဘုရားကနန္ဒမင်းသားကိုခေါ်တာ။နန္ဒမင်းသားရဲ့အကြောင်းလေးကလည်းစိတ်ဝင်စားစရာ။သူကမင်္ဂလာဆောင်တဲ့နေ့မှာဖရာရှင်ကကြွလာပြီးတော့ညီတော်ကိုတပိတ်ပေးလိုက်တယ်။မင်းတပိတ်ထမ်းပြီးတော့လိုက်ခဲခေါ်သွား။ ဆိုတော့အနောင်တော်ဘုရားကိုလည်းယုံကြည်လေးစားတဲ့စိတ်ကလည်းရှိတယ်။ကြည်ညိုလဲကြည်ညိုတာရဲ့ပြန်လဲမပြောရတာနဲ့နန္ဒမင်းသားကတပည့်ကလေးပိုက်ပြီးတော့ဘုရားနောက်ကလိုက်။မလိုက်ကျင်လိုက်ကျင်လိုက်တော့အဲ့ဒါနန္ဒမင်းသားဘုရားနောက်ပါသွားပြီဆိုတော့ပရိသတ်တွေကမျိုးမျိုးပြောကြ။အာပါသွားပြီပြန်မမလာရင်ဒုက္ခပဲ။အဲ့ဒါသူ့ရဲ့သရုသမီးဇနဝရကလျာဏီနားရောက်။နားရောက်တော့ဟာသူကလည်းဆွေးရင်တော့ဒုက္ခပဲ။ဘုရားနောက်ပါသွားတယ်။နန္ဒမင်းသားဘောင်းတော်ပြန်မလာရင်တော့ဒုက္ခပဲဆိုပြီးတော့ကပန်းကတဲ့ အဲ့ဒါမင်္ဂလာတော်မန္တန်ကံထွက်ပြီးတော့နန္ဒမင်းသားကိုမှားတယ်။မြမတော်ဇနဗဒကလျာဏီသူတို့သမီးကမောင်တော်အကြာကြီးမနေနဲ့တော့မြန်မြန်ပြန်ခဲ့ပါဆိုမှားလိုက်တာ။မှားလိုက်တော့နန္ဒမင်းသားလည်းအေးပါအကြောင်းရောက်တာနဲ့ပြန်လာခဲ့မယ်ဆိုပြီးသူကဘုရားနောက်ပါတော့။ဟောဘုရားအကြောင်းရောက်တော့ဘုရားကအဲ့ဒါမင်းသားတပည့်ယူနန္ဒမင်းသားမင်းဘုန်းကြီးဝတ်မလား။ဆို ဘဘိတ်ထားပြီးတော့ခေါ်လာလဲခေါ်လာတယ်အเจ้าရောက်တယ်လေဘုန်းကြီးဝတ်မလားဆိုဘုရားယူသေးတာရဲ့ကြောက်ထားရဲ့ ਨੇ မဝတ်ဘူးလို့မပြောရဲဘူးမပြောရဲဘူးမပြောဝင်တာ ਨੇ မမဘုရားဝတ်မယ်ဆိုတော့အဲ့ဒါဘုန်းကြီးဝတ်ပေးလိုက်တော့မင်္ဂလာဆောင်တဲ့နေ့မှာအဲ့ဒါဘုန်းကြီးကြောက်ရောက်ပြီဘုန်းကြီးဖြစ်သွားတာနန္ဒမင်းသားတယောက်ရှိမှာပဲနော်ဒီကိလူတွေကအဲ့လောက်တည်းစိုးပန်မတယ်နန္ဒမင်းသားအဲ့ဒါဘုန်းကြီးဝတ်ပြီးတော့ ရားသာသနာတဲ့ရောက်တော့ तू ကတရားတရားနဲ့ဘုန်းကြီးဖြစ်လာတာမဟုတ်ဘူးအခြေအနေရဘုန်းကြီးဖြစ်လာဆိုယုံကြည်မှုနဲ့ဝင်လာတာမဟုတ်ပဲနဲ့ဖះကြောက်လို့ဝင်လာတာဖះခေါ်လို့ဝင်လာဆိုသာသနာကိုသိလက်မခံနိုင်မယုံကြည်နိုင်မကြည်ညိုနိုင်တရားအားထုတ်လို့လည်းပဲဖះကလည်းအားထုတ်လို့ခိုင်းလို့သာအားထုတ်ရသူစိတ်ကဒီတရားပေါ်မှာလည်းယုံကြည်မှုအားနေတဲ့အပြင်စိတ်ထဲမှာဝိတက်ကတွေအတွေးတွေကဝင်နေတာဘာအတွေးလေးဝင်နေလဲဆိုတော့သူနှမမာလိုက်တဲ့ သူတို့သမီးလောက်မှားလိုက်တယ်မောင်တော်မြန်မြန်ပြန်လာပါဒီစကားလေးကိုကြားတယ်အကြောင်းတရားတိုင်းနေပဲဒါပဲကြားတာဟောဘုန်းကြီးတို့ဘဝမှာအဲ့ဒီအတွေ့အကြုံကတော်တော်ဆိုးတာပဲတခါတခါအဲ့ဒီစကားလုံးလေးတစ်ခုလက်ခံထားမိပြီဆိုရင်တရားထိုင်ရင်အဲ့ဒီစကားလေးနဲ့ပဲတရားထိုင်တဲ့အချိန်လုံးကိုဒုက္ခပေးတာအတွေ့အကြုံတိတ်အရေးကြီးတာဆိုတော့ တရားထိုင်တဲ့ယောဂီတွေကဒါချားညက်ပြီးပြောကျင်တာဘယ်တော့မှစကားတွေယူမလာပါနဲ့တရားထိုင်ဖို့စဉ်းစားပြီးဆိုအကုန်လုံးကတ်တော့လောက်ပလိုက်တရားထိုင်တော့မယ်ရိတာသွားတော့မယ်လို့စောင့်ပြတ်ပြီးပြီးဆိုရင်အဲ့ဒါတွေအာယုံတွေအကုန်လုံးဖျက်ပလိုက်တော့နော်ရိတာရောက်လည်းဘယ်သူမှစကားမပြောတာကောင်းတယ်စကားပြောရင်စကားတွေကတရားထဲမှာထိုင်ရင်းနဲ့အတွေးတွေအဖြစ်ပြောင်းပြီးတော့ပေါ်လာတော့နန္ဒမင်းသားကအေးနှမတော်မှားလိုက်တယ်မောင်တော်မြင်မြန်ပြန်ခဲ့ပါဆိုတဲ့စကားလေးကြားပြီးတော့ စိတ်ထဲမှာတရားထိုင်ရင်လည်းအဲ့ဓာရီပဲထက်ကထက်ကပေါ်နေတာဘုရားရှင်ကိုရမေကြီးကတိတယ်ဒီနန္ဒမင်းသားရဲ့အတွေးတွေဘာတွေဖြစ်နေလဲဆိုတာတိတော့အချိန်မတန်လေးဆိုဘာမှပြောသေးအချိန်နဲ့တန်တော့တန်ရောဘုရားကနန္ဒမင်းသားမင်းသာသနာမှာတရားအားထုတ်ရလားတမာတိမတည်ညင်းငွေနေပြီမလားမမဘုရားညင်းငွေပါပဲဒါဆိုရင်မင်းငါနဲ့နှက်ပြေးလိုက်မလားဟာလိုက်တာပေါ့ဘုရားနှက်ပြေးဆိုနန္ဒမင်းသားဘုရားကလက်မောင်းကိုဆွဲပြီးနှက်ပြေးခေါ်သွားတယ်သူကဘာဇာမမရတော့ဇာနဲ့လည်းမကြွနိုင်ဘုရားရဲ့ ပါဝါနဲ့ဖရာရဲ့တကူနဲ့လက်မောင်းကဆွဲပြီးတော့နတ်ပြည်ခေါ်တော့နတ်ပြည်ခေါ်သားတော့နတ်ပြည်သွားတဲ့လမ်းမှာတောအုပ်တစ်ခုကိုဖြတ်တဲ့အခါမှာမီးလောင်ပြင်းမီးလောင်ထားတဲ့တောအုပ်တစ်ခုကိုဖြတ်တဲ့အခါမှာမီးလောင်ပြီးကသာသာမီးအကုန်လုံးမီးတွေငြိမ်းတဲ့အချိန်မှာတင်းငုတ်တူကြီးတစ်ခုပေါ်မှာမီးရဲ့ဒုက္ခတွေနဲ့မြောက်အိုမာကြီးတကောင်ကထိုင်ပြီးစိတ်ပြက်လက်ပြက်နဲ့သူလည်းပဲတော်တော်ဟိုခံစားရတဲ့ဒုက္ခတွေရမြောက်ကြီးကတော်တော် ကိုမင်းရင်ရောပြီးတော့စိတ်တော့ကဖြစ်နေတယ်မြောက်အုပ်ကြီးရောက်အုံမကြီးစိတ်ပြက်လက်ပြက်အဲ့တတုံးပေါ်မှာထိုင်နေခဏနေတော့ဘုရားကနန္ဒမင်းသားကိုအဲ့မြောက်အုံမကြီးလက်ညှိုးထိုးပြီးတော့မေးတာဒီမြောက်မနဲ့မင်းနမဇနပတကလေးရနေဘသူကပူလှလဲကွာအဲ့လိုမေးတော့နန္ဒမင်းသားစိတ်ထဲမှာဩခိုင်းမှခိုင်းရနှိုင်းမှနှိုင်းရပလီပို့ဒါတော့ချောမောတဲ့ငါနှမနဲ့မြန်ဒီမြောက်အုံမနဲ့နှိုင်းရပလီပို့ဘုရားကမကြည့်ဘူးဘုရားကသိရအဲ့ဒါနဲ့မျက်ပြီးခေါ်သွား တ်ပြီခေါ်တော့နတ်ပြီရောက်တဲ့အခါကျနတ်သမီးချောလာတယ်ပြတယ်ဟာနတ်သမီးကချောလာနတ်သမီးမှရှိတဲ့နတ်သားနတ်သမီးတွေရဲ့စွန့်အားကသူကကုသိုလ်ရှင်ကြောင့်အဲ့ပုံရောက်တာဆိုတော့အခုသေးတာနဲ့ချက်ချင်းဟိုမှာနတ်ပြီမှာနတ်သားဖြစ်မဲ့ပုဂ္ဂိုလ်ကအသက်20အရွယ်တခါတည်းပဲနတ်သမီးဖြစ်မဲ့ပုဂ္ဂိုလ်ကအသက်16နှစ်အရွယ်တခါတည်းသွားပြတာတို့လူတွေလူတွေလို့ကိုဝင်ဆောင်ရတာတို့တော့အဲ့ဒီခန္ဓာကိုယ်ကြီးကိုဝင်ကိုမွေးဖွားပြီးဆောင်ဒါမှမရှိတော့ဘူး ကိုယ်တော်အရှိန်နဲ့ပေးတာနဲ့ချက်ချင်းနှက်ဖြစ်မဲ့ပုဂ္ဂိုလ်ကအဲ့ဒီအရွယ်တခါလဲသွားဖြစ်တာနှက်ပြီးမှရှိတဲ့နှက်သမီးတွေဆိုရင်16နှစ်တည်းပဲသွားပြီးတော့အိုးလဲဆိုတာမရှိဘူးနားလဲဆိုတာမရှိဘူးဒေကာနေကြတော့နမိတ်တွေထင်ပြီးတော့သေးတာပဲရှိတယ်အကုန်လုံးကဒီဒီပုံစံတွေပဲဆိုအကုန် small လေးတွေနဲ့အကုန် beauty တွေပေါ့အကုန်အလှတွေဟောအဲ့ဒီအလှတွေပြပြီးတော့ဘုရားကမေးတယ်နန္ဒမင်းသားနန္ဒမင်းသားနှက်ပြီးကနှက်သမီးတွေမချောဘူးလားဟာချောတယ်ဗျာ အဲအဲ့နဲ့သမီးတွေ ਨੇ မင်းနှမဘဒူကပိုလာလေအဲ့လိုထပ်ပြီးတော့မှအဲ့ဒါမင်းသားပြန်လျှောက်ရှင်ဘုရားနောက်သမီးတွေကြည်လိုက်တော့မှတပည့်တော်ရဲ့နှမဇနဗရကလျာဏီကလမ်းမှာတွေ့ခဲ့တဲ့မြောက်အိုမနဲ့တော့တူသွားတော့တယ်ဘုရားနောက်သမီးမမြင်ခင်တော့သူနှမကိုမြောက်မနဲ့နှိုင်းရကောင်းလားစိတ်တွေစိုးနေတာနောက်သမီးရဲ့အလှလည်းတွေ့ရောသူနှမရဲ့အလှကမြောက်မနဲ့တော့တူသွားတယ်နော်ဒုတိယစိတ်မြင်တိတ်အပြောင်းလဲတိတ်မြန်တာ ကောင်းလဲသိမြင်တာမရခင်တော့တော့လေဟမ်ဟိုတချင်းနေတော့မရခင်ဖြာလို့လက်ထိပ်ပေါ်မှာပဲတင်ထားနော်ရပြီဖြာလို့ခင်နင်းချေသွားတော့မောင်တို့ယောက်ျားတွေဆိုယောက်ျားတွေမှမဟုတ်မိန်းကလေးတွေထို့တူလူချင်းတက်မှတ်မှုတစ်ခုကမရခင်တော့ရတာလူတွေရဲ့စိတ်ကတန်ဖိုးထားတာရပြီးသွားရင်သူကလူဟာအစ်စ်အစ်စ်ကိုရှာတယ်လူရဲ့စိတ်ကအမြဲတမ်းပြောင်းလဲဆိုအဲ့ဒါပြောဥပမာပစ္စည်းလေးတစ်ခုတန်ဖိုးရှိတဲ့အရာလေးမရခင်တော့ဒါလေးရရင်ကောင်းပါပဲကောင်းပါပဲ ရလဲရလာကောအိုးဘလောက်ပဲကောင်းတဲ့ပစ္စည်းပဲဖြစ်တလနှစ်လသုံးလလေးလတော့သုံးပြီးသွားတော့ used to ဖြစ်သွားအလေးကျင့်နေရပါဒါကိုကျွမ်းကျင်သွားပြီဆိုတော့ဒီအပေါ်မှာနည်းနည်းမယုံစင်နေရော့လူကျင်စိတ်တွေနည်းပြီးတော့နောက်တဲ့အသစ်ပေါ်လိုက်အဲ့ဒီအသစ်ပေါ်လိုက်ပြီးတော့စိတ်ကလူကျင်စိတ်တွေဖြစ်လာတာအဲကြောင့်မလောဘဆိုတဲ့စိတ်က attachment ဆိုတဲ့စိတ်က limitation သူ့ရဲ့လူကျင်စိတ်ကိုရှော့ချပေးနိုင်မှာလူမှာချမ်းသာမဟုတ်လို့ရှိရင်လောဘကြောင့်အဲ့ဒီနောက်ကိုလိုက်ရင်းနိုင်တယ်ပင်ပန်းတော့ ဲ့ဒါနတ်ပြည်ကနတ်သမီးတွေပြပြီးတော့မင်းနှမနဲ့ဘသူကပူချောလဲအာနတ်သမီးနဲ့ရှင်တော့တပည့်တော်နှမကလမ်းမှာတွေ့တယ်မြောင်းမနဲ့တော့တူတော့တာတယ်ဘုရားဆိုလျှောက်တော့ကောင်းပြီဒီနတ်သမီးတွေမလို့ခြင်းဘူးလားဟာလို့ခြင်းတာပေါ့ဘုရားအန္တမင်းသားကဆိုတော့သူကပုထုဇဉ်ဆိုတော့သူစိတ်တည်းရှိတဲ့အတိုင်းပြောတာလူခြင်းတာပေါ့ဘုရားလူခြင်းရင်ငါပြောတဲ့အတိုင်းလို့လုံးမလားမှလုံးပါမယ်ဘုရားငါပြီးတဲ့ဒီတိုင်းလုံးမလားလုံးပါမယ်ဘုရားဆိုဘုရားကနန္ဒမင်းသားကိုတရားပေးလိုက်တယ် ကမ္မထမ်းပေးတာအမှန်ကတော့ရွေချက်ကနတ်သမီးလူချင်းတို့နန္ဒမင်းသားတရားအားထုတ်တာဒါပေမဲ့တရားအားထုတ်ရင်အားထုတ်ရင်နဲ့စနစ်ကမှန်လာတဲ့အခါကျတော့တဖြည်းဖြည်းတဖြည်းဖြည်းတရားသဘောသိသွားနန္ဒမင်းသားတရားရသွားညဘုန်းကြီးဒါလေးဘာလေးကောက်ချက်ချမိလဲဆိုတရားအလို့ဆိုတာခိုင်းလို့လောရတာပဲဖြစ်ဖြစ် ဟိုဘုသူပယောကလောရတာပဲဖြစ်ဖြစ်စိတ်ပါပါလို့လောရတာပဲဖြစ်ဖြစ်ဘလို့ရည်ရွယ်ချက်နဲ့လောရတာပဲဖြစ်ဖြစ်နီးမှန်လမ်းမှန်သာဖြစ်သွားပြီဆိုရင်ရည်ရွယ်ချက်မတူလဲပဲတရားကတော့ရနိုင်တဲ့စွန်အားရှိတယ်ကျောနိဗ္ဗာန်ရောက်ခြင်းလို့အာထုတ်တာကျောသမာဓိတည်ခြင်းလို့အာထုတ်တာကျောဘာလိညာလေးရခြင်းလို့အာထုတ်တာဘလို့နီးနေပဲအာထုတ်အာထုတ်နီးစနစ်တည်းဒါမှန်ကန်သွားပြီဘလို့ရည်ရွယ်ချက်နဲ့ပဲအာထုတ်အာထုတ်တရားနီးစနစ်ဒါမှန်ကန်သွားတယ်တရားရနိုင်တယ်စွန်အားရှိတယ် နနာမင်းသားကအဲ့ဒါနတ်သမီးလိုချင်လို့တရားအားထုတ်တာဒါပေမဲ့ဘုရားရဲ့ဒီစနစ်အတိုင်းမှန်မှန်ကန်ကန်လိုက်နာကျင့်သုံးပြီးအားထုတ်လိုက်တဲ့အခါကျတော့နန္ဒာမင်းသားတရားရတရားရသွားတော့မှခရီးကပြန်ပြီးတော့သူဂတိတန်နန္ဒာမင်းသားကိလေသာကုံသွားပြီဆိုတော့ဘာစိတ်မှမရှိတော့ဆိုတော့ဂတိတန်နန္ဒာမင်းသားတရားရသွားပြီဆိုတော့တဲ့ဂတိအတိုင်းပဲနတ်သမီးတွေလိုချင်သေးလားအာဖရာပြီးတော့မလိုချင်တော့ပါဘူးဖရာဆိုပြီးတော့သူ့ရဲ့ဂတိကိုပြန်ပြီးတော့ဖရာက ရှင်းပေးလိုက်တယ်အာနန္ဒမင်းသားလည်းဝမ်းသာပြီးတော့တရားရသွားတယ်ခါကျဘုရားကခုနတရားလေးဟောတာယထာအာဂရန္ဒုဆန္နဟုတ်တိသမတိဝိသတိဧဝံအဘာဝိတံစေတံရာဂောသမတိဝိသတိမကောင်းသမင်မိုးထတဲ့အိမ်ကိုမိုးရေမိုးပေါက်တို့ဟာတစ်ဆက်တစ်ဆက်တဖြည်းဖြည်းနှိမ့်ဆက်ဝင်ရောက်နေသလိုသမထဘာဝနာဝိပဿနာဘာဝနာတတိတရားလက်ကင်ထားခြင်းမရှိတဲ့စေတံစိတ်ကို ရာဂောလောဘဒေါသမောဟစတဲ့ကိလေသာရာဂတရားတွေကတမတ္တိဝိဇ္ဇတိဝင်ရောက်ထိုးဖောက်နိုင်တဲ့အတွက်ကြောင့်အပမဒေနမမေ့မလျော့မပေါ်မဆတဲ့တရေတရားနဲ့တမ္ပါဒေတာကိုစီကုန်ကပြည့်အောင်နေကြရ။ဩစိတ်ကလေးတဲ့ခန္ဓာကိုယ်အပြင်ပိုင်းမှာရုပ်ပိုင်းဆိုင်ရာတွေကသူ့ကာဘာလေးနဲ့သူထိမ့်ချုပ်ထားလို့ရှိရင် အပြင်အပြောကတွေအပြင်အန္တရာယ်တွေမဝင်နိုင်သလိုပဲတဲ့ဒီစိတ်ကိုလည်းပဲတမထ တစ်ခုခုဝိပဿနာတစ်ခုခုတတိတရားနဲ့ထားမှသာလေကိလေသာတွေကမဝင်ပါကိလေသာမဝင်စိတ်ရောကမဖြစ်ဘူးတဲ့အဲ့ဒီအမထအာယုံဝိပဿနာအာယုံကြည်ကြံเสียအားထုတ်เสียမရှိဘူးဆိုရင်စိတ်ဆိုတာအပြင်အာယုံတွေနောက်လိုက်ပြီးတော့ကိလေသာတွေဖြစ်ကြတယ်ယောဂတွေဝင်တတ်တယ်စိတ်မှာကိလေသာဖြစ်လို့ရှိရင်အဲ့ဒီစိတ်ကအနာရတဲ့စိတ်ပဲစိတ်အနာရတဲ့ပုဂ္ဂိုလ်ကဒုက္ခရသွားတာပဲကြောင့်မလို့ဒုက္ခတွေထဲမှာကျန်တဲ့ရုပ်ပိုင်းဆိုင်ရာဒုက္ခက ကုလို့ရတယ်စိတ်ပိုင်းဆိုင်ရာဒုက္ခဖြစ်ပြီးဆိုရင်အဲ့ဒီစိတ်ဒုက္ခကိုမြတ်စွာဘုရားကတတိလေးနဲ့ပဲရှုမှတ်ပြီးတော့စိတ်ဒုက္ခမဝင်အောင် လုပ်ရမယ်ဒုက္ခတွေအတဲမှာအကြီးဆုံးဒုက္ခစိတ်ဒုက္ခပဲဆိုတော့အဲ့ဒီစိတ်ဒုက္ခဖြစ်ပြီးဆိုရင်တမထအကျင့်စဉ်ဝိပဿနာအကျင့်စဉ်ဒီအကျင့်စဉ်တစ်ခုနဲ့ဘုန်းကြီးတို့တော်ကောင်းများကစိတ်ဒုက္ခကိုကုစားရမယ်စိတ်မှာတတိမပါရင်တတိမပါတဲ့စိတ်ဟာယောဂါရတဲ့စိတ်ပဲတတိမရှိတဲ့စိတ်ဟာဒုက္ခဖြစ်စေတဲ့စိတ်ပဲဆိုတော့ ကိုယ်စိတ်ကိုတတိလေးကပ်ပြီးတော့လောဘမဝင်အောင်ဒေါသမဝင်အောင်မောဟမာနနဲ့မဝင်အောင်ထိန်းချုပ်ဖို့အရေးကြီးတယ်။ဟာထိန်းရခက်တယ်ဖရားတရားဒီလိုပြောတယ်။ထိန်းရခက်လို့မထိန်းဘူးဆိုရင်လွတ်ထားရင်ပိုဆိုးတာ။လွတ်ထားရင်ပိုဆိုးတာ။အဲ့တော့လွတ်ထားမဲ့အတူတူရသလောက်ထိန်းချည်ရတယ်။ရသလောက်ထိန်းချည်ရတယ်။တရားအထုတဲ့ယောဂီတွေမှာဆရာတော်တွေကမြတ်စွာဘုရားရဲ့စာပေတွေမှာဗာနဲ့ဥပမာပေးလဲစိတ်ကအဲ့နှစ်သိုးလိုပဲ။ နှစ်သိုးလေးပဲနှစ်သိုးလေးကသူကခုံပေါက်နေတာအမြဲတမ်းနှစ်သိုးလေးနွားနွားပေါက်စားလေးခုံပေါက်နေတာအဲ့နှစ်သိုးငြိမ်အောင်လုပ်မယ်ဆိုရင်ခြိတိုင်နဲ့ခြိပေးရခြိထန်ခြိတိုင်နဲ့ခြိထားတော့မှအဲ့နှစ်သိုးကလက်ပတ်ပြီးတော့ခုံပေါက်ပြီးတော့ပြေးနေတာနောက်တော့သူပြေးရင်ပြေးရင်နဲ့အဲ့ခြိတိုင်မှာကျိုးပြပတ်ပြီးတော့နောက်တော့မောရင်နဲ့နှစ်သိုးကခြိတိုင်မှာငြိမ်သွားသလိုပဲတဲ့စာအားထုတ်ခါစားယောဂီမှာစိတ်ကလေးကနှစ်သိုးနဲ့တူတယ်။အိုးအမြဲတမ်းခုံပေါက်နေတာ။ဟိုပြေးလိုက်ဒီပြေးလိုက်ဟိုရောက်လိုက်ဒီရောက်လိုက်အာလွတ်နေတော့ ဆိုလွတ်နေတဲ့စိတ်ကလေးကိုဒီတိုင်းထားရင် तू ပို့ပြီးတော့စိုးမှာဆိုတော့အဲ့ဒါကိုတတိတတိလေးနဲ့ပြန်ပြီးတော့ခြေတိုင်ကိုရောက်နော်ခြေတိုင်ကိုရောက်အောင်ပြန်ပြီးတော့တတိလေးနဲ့ထိန်းချုပ်လိုက်လွတ်သွားလိုက်ပြန်ထိန်းလိုက်လွတ်သွားလိုက်ပြန်ထိန်းလိုက်ဆိုရင်တဖြည်းဖြည်းတဖြည်းဖြည်းနဲ့ထိန်းရင်ထိန်းနဲ့ तू ကစိတ်ကလေးကတမာဒီလေးတီတီလာပြီးတော့မောလာပြီးတော့ကိုယ်နေရာလေးကိုငြိမ်သွားတော့တာစိတ်ကလေးငြိမ်သွားပြီးဆိုရင်ကိုယ်တန်တယ်မှာကိလေသာတွေရှားမခိုးတော့ လောဘတွေအခုနဲသွားမယ်ဒေါသတွေအခုနဲသွားမယ်မောဟတွေအခုနဲသွားမယ်လောဘဒေါသမောဟစတဲ့အကုသိုလ်ကိလေသာတွေကိုယ်စိတ်ထဲမှာမရှိတော့ဘူး pure mind ဆိုဖြူစင်တဲ့စိတ်ကလေးဖြစ်သွားစိတ်ကလေးဖြူစင်ပြီးဆိုစိတ်မှာဘာရောကမှမရှိစိတ်မှာယောဂမရှိစိတ်ကြောင့်ဖြစ်ပေါ်လာတဲ့ suffering ခံစားချက်ဒုက္ခဆိုတာလေမရှိတော့စိတ်ဒုက္ခမရှိတဲ့ဘဝဘယ်နေရာမှာပဲနေနေစိတ်မှာအနာမရှိတဲ့လူဟာဘယ်လိုနေရာမျိုးမှာပဲနေနေသူကငြိမ်းချမ်းနေတာ ူတွေမှာစိတ်ဒုက္ခဖြစ်ပြီးစိတ်ရောဂါဖြစ်ပြီးဆိုဘလောက်ကောင်းတဲ့နေရာမှာပဲနေနေဘယ်တော့မှမတတ်တာ။အိုးစိတ်မာတာလေယောဂါရနေမယ်စိတ်မာတာလေအနာရှိနေတယ်စိတ်ဒုက္ခတာဖြစ်နေမယ်ဆိုရင်အဲကုန်ခိုင်းမှသွားပြီးတော့စုဖွားကြီးပုံမှာအိုးတိတ်ပြီးတော့နူးညံ့သိမ်မွေးတဲ့နေရာကြီးမှာဘလောက်ပဲစိန်ကြကြနေပါစေမငြိမ်းချမ်းတော့အေးချမ်းတဲ့အေးခမ်းထဲမှာနေပဲလေမအေးချမ်းတော့အိုး အပြင်အေးတက်ကစိတ်မှာရှိတဲ့အတွင်အပူတက်ကိုမလွှမ်းမိုးနိုင်တော့ညစိတ်အပူကဘယ်မှာပဲနေနေဘလောက်အေးတဲ့နေရာမှာနေစိတ်အပူသာရှိရင်မငြိမ်းချမ်းတာဖြစ်တဲ့အဲဒီစိတ်အပူကိုဖြစ်စေတာလည်းပဲကိုယ်စိတ်ကလက်ခံထားတဲ့လောဘဒေါသမောဟစတဲ့အကုသိုလ်ကိလေသာတွေကြောင့်ဖြစ်တာဖြစ်တဲ့အတွေ့အကြုံဒုက္ခအလုံးမှာအဆိုးဆုံးဒုက္ခစိတ်ဒုက္ခဆိုတော့ အဲ့ဒီစိတ်ဒုက္ခကိုတတိတရားလေးလက်ခံထားပြီးတော့နေတိုင်းနေတိုင်းကိုယ်ခန္ဓာကိုယ်ကြီးဒုက္ခမဖြစ်ရအောင်ကုစားနေကြရသလိုနေတိုင်းနေတိုင်းကိုယ်စိတ်ထဲမှာလည်းပဲစိတ်ဒုက္ခတွေမဖြစ်အောင် concentration meditation အမာတိကျင့်စဉ်တစ်ခုခုနဲ့ဒါမှမဟုတ် insight meditation ဝိပဿနာကျင့်စဉ်တစ်ခုခုနဲ့ဒီသမထဘာဝနာဝိပဿနာဘာဝနာတစ်ခုခုကိုတတိတရားလက်ခံထားပြီးတော့ကိုယ်စိတ်လေးကိုထိန်းချုပ်နိုင်မယ်ဆိုရင်တတိရှိတဲ့စိတ်ဟာအပူကင်းတဲ့စိတ်ပဲတတိရှိတဲ့ စိတ်ဟာဒုက္ခကင်းတဲ့စိတ်ပဲဖြစ်တဲ့အတွက်ကြောင့်စိတ်ဒုက္ခကင်းခြင်းရင်ကိုယ်ကိုတတိတရားလက်ခံထားပြီးတော့သမထအာယုံတစ်ခုဝိပဿနာအာယုံတစ်ခုပွားပြီးတော့မိမိတို့ရဲ့စိတ်ဒုက္ခတွေကိုနေစဉ်နေစဉ်ရနိုင်သလားကုစားမယ်ဆိုရင်ကာယကဒုက္ခလည်းတတ်တာတို့စေတသိကဒုက္ခစိတ်ယောဂလည်းစိတ်ဒုက္ခလည်းတတ်တာမှာဖြစ်တဲ့အတွက်ကြောင့်မိမိတို့ရဲ့စိတ်ဒုက္ခလေးကိုတတိတရားလက်ခံထားပြီးတော့အထိုက်အလျောက်တတ်တာအောင်နေစဉ်နေစဉ်ကြိုးစားပွားများကြင်ကြံအားထုတ်နိုင်ကြတော့သူတော်ကောင်းများဖြစ်ကြပါ สีกงโดตดี